စ်သမိုင်းကိုဒုံဆိုင်မဲ့သူများဆိုတဲ့ဇလန်းတူတစ်ခုလုံးပါဆိုရင်စေုပ်စုတုံးနေကြလို့ပဲအချက်လက်အမှားတွေသမိုင်းအမှားတွေလိန်ညာမှုအပြည့်နဲ့ဝါဒဖြန့်နေတာတွေကို ကျမတို့တွေ့ရတယ်။ဒီနေရာမှာစေုပ်စုအတုံးချတာခံပြီးအလေးညာတွေကို စိတ်ပါလက်ပါနဲ့တရုပ်ဆောင်နေတဲ့အမှုပညာတွေကိုမြင်တဲ့အခါကိုထောင်းနေနဲ့ဘာပြောချင်လဲ။ကောင်းပါတယ်။ရုံစောအဲ့ဒါပြောချင်တယ်။ကောင်းပါတယ်။ဘာဖြစ်လို့ကောင်းပါတယ်လို့ပြောလဲဆိုတော့အဲ့ဒါမှလည်း ီသူကခွဲခွဲစပြတ်အသိမှလေနော်ဆိုတော့ကျွန်တော်တို့ကဘာကြောင့်အာနာရှင်ဆိုတာကိုတော်လန်နေရလဲကျွန်တော်တို့ကပြည်သူတယောက်အနေနဲ့ဘာကြောင့်လက်မခံနိုင်နေရလဲဘာကြောင့်ကိုယ်နိုင်ငံကနေထွက်ပြီးတော့တခြားနိုင်ငံမှာနေပြီးတော့ဒီလိုမျိုးတော်လန်မှုတွေကိုအခုထက်ထိအာတုံကွန်ဆာလုံနေကြလဲဆိုတာကိုခွဲခွဲပြပြသိဖို့ကဒီလိုအာအရေးချုံတာတွေ ကွာချဖို့တိတ်ရေးကြည့်တယ်။ကျွန်တော်အဲ့ဒီအချိန်တခုကိုစောင့်မတာလည်းပြည်သူကတေချာမြဲမှာပေါ့နော်။မဟုတ်ရင်အဲ့ဒီဝါရဆိုတဲ့ຢာတွေကတခါချင်းဖုံးလန်းသွားရင်ဟိုငါတို့အာနာဂျင်ဒေါ်လာတွေကပဲမှားနေလားလို့ငါတို့ကပဲအဟိုအကြမ်းဖက်ကိုသွားနေရလားတော့တွေးတွေဝေဝါးစေနိုင်တယ်။အာနာရှင်ကလည်းအဲ့လိုဝေဝါးတမင်ပုံပေါ်ပြီးတော့ဖန်တီးနေရလေနော်ကျွန်တော်တို့ကျွန်တော်တို့ကဒီလူငယ်တွေကို အတင်းလှုပ်ဆော်ပြီးတော့တော်တွေကိုဆွဲခေါ်တယ်ကျွန်တော်တို့ကပဲဝါရတွေဖြန့်ပြီးတော့အဲသူတို့ရဲ့ဝါတွေကိုလှုပ်တယ်ဆိုတဲ့ပုံစံနဲ့ပုံဖော်ထားတဲ့နေရာတွေကအများကြီးပဲလေနော်ဆိုတော့အဲ့ဒါတွေအဲ့ဒါတွေကအခုအချိန်မှာကျတော့ပို့ပြီးတော့ထင်တာမင်သာရှိသွားမယ်ပြီးတော့ပြည်သူတွေကမညံ့ဘူးပြည်သူတွေကကောက်ရုံမိမဟုတ်ဘူးဆိုတော့ဝေဝါးနေတဲ့လူတွေလည်းမြင်သွားတယ်အခုလိုသူတို့ဘက်ကလှုပ်တဲ့နေရာလေဆိုတော့ကျွန်တော်တို့ကောင်းတယ်ဆိုတော့ကုတောင်းအောင်မေးချင်တာကအနုပညာရှင် အနုပညာသည်ဆိုတာကအာနာရှင်တရဲ့အတုံးချကံလားအနုပညာရှင်အနုပညာသည်တွေဆိုတာကဒီကိုတောင်ဘလို့နားလဲယုံကြည်လဲပေါ့နော်အဲ့ဒါလေးပြောပြပါဦးဟုတ်ကဲ့ဟိုကျွန်တော်ယုံကြည်တာကပေါ့နော်ကျွန်တော်ကျွန်တော်ကျွန်တော်ရဲ့အဲ့ဒီနိုင်ငံရေးနဲ့ဒီကျွန်တော်နိုင်ငံမှာဆိုတော့နိုင်ငံရေးဆိုရင်စစ်တပ်ရဲ့ပြည်ဒီမိုကရေစီရဲ့ရှိမှာပေါ့နော်ဆိုတော့ဘာလို့စစ်တပ်ကိုထည့်စကားပြောရလဲဆိုတော့ကျွန်တော်တို့ကစစ် စစ်အုပ်ချုပ်မှုအောက်မှာကြီးပင်ခဲ့ရတဲ့သူတွေဖြစ်တဲ့အတွက်ကျွန်တော်တို့နိုင်ငံရေးပုံသဏ္ဍာန်ကသူတို့ဒီဖန်တီးကြတာဒီစစ်အုပ်ချုပ်မှုအဲစစ်တပ်ကမပါမဖြစ်ပုံစံနဲ့ကျွန်တော်နိုင်ငံရေးပုံသဏ္ဍာန်မှာရှိပြီးသားပါဘောနော်ဆိုတော့ဒါကျွန်တော်တို့တည်ထားတဲ့ဖြီသူတယောက်နေနဲ့တည်ထားတဲ့နိုင်ငံရေးကရသားဆိုရရဲ့စစ်တပ်ပြီးတော့အတိုက်ခံဘောနော်ကျွန်တော်တို့အခုလိုမျိုးရင်း88ကတည်းကခေပောင်းများစွာလုခဲ့ကြတယ်ဆိုတော့အဲ့ဒီခေတည်းကလည်းအဖြီသူဘက်ကိုညံ့နာမှုပြီးတော့နေခဲ့တဲ့ လူပညာသမားတွေအများကြီးရှိတယ်။ဆိုတော့နောက်ခုမှလည်းထုံနေလောက်အောင်ပဲအပြည်သူဘက်ကိုညံ့အောင်မှုပြီးတော့ပြည်သူနဲ့တူတူရက်တည်ပြီးတော့စစ်တပ်ရဲ့တနက်ချိန်မှုတွေအောက်မှာအတူတူအတူတူရက်တည်ပြီးတော့နေခဲ့တဲ့အမှုပညာသမားတွေရှိတယ်။ဆိုတော့အခု2021ကျတော့လေဟိုဒီလိုမျိုးရှိလာတဲ့အချိန်မှာပါဝင်ခွင့်ရတဲ့သူတယောက်အနေနဲ့ဆိုရင်ကိုကိုကိုဘယ်တော့မှမရလို့မထင်ဘူး။ဆိုတော့ ဟိုအဲ့လိုအဲ့လိုအမြင်မှာအမြင်ရှိတော့ကြတော့ကျွန်တော်အတွက်ဆိုရင်ဟိုဘုနုပညာသမားဆိုတာပြည်သူဘယ်တော့မှကြုံမခိုင်းတဲ့ဘူးလို့ထင်တယ်ဘုနုပညာသမားပြည်သူနဲ့အတူတူရက်တည်ရမယ်ဘာဖြစ်လို့လဲဆိုတော့ပြည်သူပဲဖြစ်နေလို့ဟိုပြဿနာဘာရှိလဲဆိုတော့အာမိုင်းဆက်ရပါတော့ဟိုအောင်မြင်သွားပြီဆိုရင်ကိုဟိုတာမန်လူတာမန်အခြေခံလူလူသားထက်တစ်ဆင့်မြင့်နေလို့ထင်သွားကြတဲ့အတွေးခေါ်ပါပဲ ဒီလိုຢာတွေကိုပို့ရော့လွဲမသွားစေတာသူတို့ကိုသူတို့အဲ့အောင်မြင်မှုကိုစုပ်ကင်ဖို့အဲ့အောင်မြင်မှုကိုဆွန့်လွတ်ဖို့အတွက်ကိုကြောက်တာဗောနော်ဆိုတော့အဲ့ဒီຢာပဲအခုလိုမျိုးအခြေအနေတွေဖြစ်လာစေရလို့မြင်ပါတယ်ဆိုတော့ခုနကကိုညီသူတို့ပြောသလိုပဲဗောနော်အဲနုပညာဒီစစ်တပ်လောက်မှာသူတို့အခြေအနေမလုပ်ဘဲနဲ့ဟိုကိုယ့်ချက်တီချက်နဲ့ကိုနေနေကြတဲ့သူတွေအများကြီးရှိတယ်ဆိုတော့ဟိုအဲ့လိုမျိုးနေစဉ်လည်းနေလို့ရသလို့ ခုလိုမျိုးသူတို့နဲ့အတူတူပူးပေါင်းပြီးတော့ဒီဒီအခုနိုင်ငံကိုဖျက်ဆီးနေတဲ့စနစ်ထဲမှာအတူတူစီးမျောနေတဲ့အခုလိုမျိုးလူပညာအလူပညာဒီတေဥဆောင်နေအခုလိုမျိုးအနက်ထိန်တာတွေပဲကျွန်တော်သုံးပြစေဆိုတော့အနက်ထိန်တာတွေရှိမယ်ပေါ့နော်ဆိုတော့ဟိုကျွန်တော်တို့ကကိုယ်ကိုယ်တိုင်ရွေးချယ်ကြရတာပဲအကုန်လုံးကလေဆိုတော့အဲဘယ်ဟာရွေးချယ်မှာလဲပြည်သူကိုရွေးချယ်မှာလားပြည်သူကိုကြောက်ခိုင်းမှာလားပြည်သူကိုမျက်နှာမှုမှာလားပြည်သူကိုကြောက်ခိုင်းမှာလား တစ်ခုပဲရွေးချယ်ရအောင်နော်ဆိုတော့ပြည်သူမျက်နှာမူတဲ့အနုပညာသမားကတော့အနုပညာသမားပြည်သူကိုကြောခိုင်းတာကြတော့ကိုကျိုးကိုကျိုးသမားလိုပဲကျွန်တော်အဲ့လိုသတ်မှတ်ခြင်းတယ်ဘာဖြစ်လို့လဲဆိုတော့ဟိုသူတို့သူတို့စကားလုံးတွေကိုကျွန်တော်အကြည့်မိတယ်ကျွန်တော်ဟိုနားမခံတာပဲမြင်ကြည့်မိတယ်ဗောနော် ကြည့်ခြင်းနဲ့အကြီးကရွေးချက်ကလည်းသူတို့ဘာတွေ message ပေးခြင်းတာလဲဆိုတော့ပြည်သူတယောက်အနေနဲ့ခံယူပြီးကြည့်ကြလို့ပါဆိုတော့သူတို့ပေးတဲ့ message က အင်မတန်အင်မတန်ချက်စရာကောင်းတယ်ပြီးတော့နိုင်ငံရဲ့နိုင်ငံအရေးကဘယ်လိုချိန်နေလဲဆိုတာကိုသူတို့တော်တော်သိပုံမရဘူးအဲ့ဒါတော်တော်အံ့ဩစရာကောင်းတယ်ပြီးတော့သူတို့ကပြည်သူတစင်းနေတွေးထားတဲ့အတွေးခေါ်တွေကိုမြင်ရတယ်အဲ့ဒါတော်တော်ချက်စရာကောင်းတယ်ပြည်သူကသူတို့သူတို့အာပြည်သူနဲ့တစင်းမြင်တဲ့အနေထားမှာနေပြီးတော့ပြည်သူကိုတစင်းနေတွေးတဲ့အတွေးခေါ်ပါနော်အဲ့ဒီတွေးခေါ်ရင်းနဲ့သူတို့ကအခုလိုမျိုးလုံးတွေလုံးကြတာတော့ကျွန်တော်တော်တော်အံ့ဩမိတယ် ဆိုတော့တို့ဘယ်လိုမျိုးတွေးခေါ်ပြီးနေကြလဲဆိုတော့တို့တို့ပဲသိမှာပေါ့နော်ဆိုတော့ကျွန်တော်တို့ကျွန်တော်တို့ယုံကြည်ချက်ကတော့ကျွန်တော်တို့ဟာအာနာရှင်ကိုတော်လန်းတယ်အဲ့ဒီတော့ကျွန်တော်တို့အာနာရှင်လက်အောက်မှာစက်မနေပဲနဲ့ကျွန်တော်တို့လက်ကိုကျွန်တော်တို့တခြားနိုင်ငံမှာဆက်လုပ်တယ်ကျွန်တော်တို့ဟာအာနာရှင်ကို CDM လုပ်တာကျွန်တော်တို့ကပြည်သူကို CDM လုပ်တာမဟုတ်ဘူးဆိုတော့ဂျန်တဲ့ကိစ္စတွေကတော့ပြည်သူတွေကပဲဆုံးဖြတ်မှာဘယ်သူကအမှုပညာသမားဘယ်သူကတော့အမှုပညာ ဘယ်သူကတော့အမှုပညာကိုလုပ်တယ်ဘယ်သူကတော့အမှုတွေဘယ်သူကတော့အမှုပညာတွေဆိုတာပြည်သူတွေကရွေးချယ်မှာပေါ့နော်ဆိုတော့ပြည်သူတွေကိုပဲကျွန်တော်ကတော့မျက်နှာမူတယ်ကျွန်တော်ကဟိုပြည်သူတယောက်အနေနဲ့လည်းပြည်သူတွေနဲ့ပဲတူတူရှိတယ်နဲဆိုတော့ကျွန်တော်တို့အမှုပညာဆိုတာအလုပ်တလုပ်အလုပ်တစ်ခုပဲအဲဒါမဲ့ကျွန်တော်ရဲ့ဘူရင်းစိတ်ရဆိုကျွန်တော်ပြည်သူတယောက်အနေနဲ့ဒီဒီနိုင်ငံရေးကိုလှုပ်တာဆိုတော့အမှုပညာသမားတယောက်အနေနဲ့ကျွန်တော်လှုပ်တာမဟုတ်ဘူးအမှုပညာသမားတယောက်အနေနဲ့ကျွန်တော် အာနာရှင်ကိုတော်လန်နေမှာပေါ့ကျွန်တော်ပြည်သူတယောက်နေနဲ့တော်လန်နေတွေးခေါ်ပဲရှိတယ်ဆိုတော့ဒါပေမဲ့ကျွန်တော်ကအမှုပညာလို့လုပ်ပြီးတော့ public နဲ့ထိတွေ့ပြီးလောရတူဖြစ်တဲ့အတွက်အမှုပညာကိုအသုံးချပြီးတော့ပြည်သူကိုအာနာရှင်ကိုတော်လန်နေဒါတော့ပဲကျွန်တော်တို့ရဲ့ဒီဒီပေါ်မှာယုံကြည်ချက်ပေါ့နော်ဆိုတော့အဲ့ပေါ်မှာဗန်မျောလင်းချက်မှမရှိသလိုဟိုကျွန်တော်တို့ရဲ့ဒီတော်လန်ရေးပေါ်မှာကျွန်တော်တို့ပြည်သူတယောက်လိုပဲရေရိုးရှင်းရှင်းအောင်မြင်ခြင်းတယ်အဲဒါတော့ပဲအဲ့ဒီစကားကြီးလိုက်တုန်းကဆိုလို့ရှင်လဲ စိတ်ထဲမှာပြည်သူတယောက်အနေနဲ့အဲ့လိုရေရွတ်လိုက်မိတာကမင်းတို့ရဲ့အတွေ့အခေါ်မင်းတို့ရဲ့အမှုပညာပြီးတော့မင်းတို့တိတ်ကိုတန်ဖိုးထားပြီးကြီးကျယ်မြင့်မြတ်တယ်လို့ထင်နေတဲ့မင်းတို့ဘဝတွေကတိတ်ကိုနှိမ့်ချလိုက်တာပေါ့နော်အဲ့လိုမျိုးစိတ်ထဲမှာရေရွတ်မိတာပေါ့လေပြည်သူတွေကပြည်သူဆိုတဲ့အတွက်ပြည်သူ မျက်နှာမူအောင်မယ်လို့ကိုတောင်ပြောသလိုပဲဒါပေမဲ့အခုဒီ2021ဆီယနာသိမ်းပြီးနောက်မှာလည်းပြည်သူကိုမျက်နှာမမူခဲ့တဲ့ သူတွေရှိတယ် 88တုံးကလည်းအဲ့လိုပဲပေါ့နော်ဒီ၈လေးလုံးလူတို့ရေးတော်ပုံအလွန်မှာဆိုရင်လဲစစ်တပ်ကပါပီမစကားနဲ့ပြည်သူတွေကိုဝါဒမိုင်းတိုက်ခဲ့တယ်အခုလဲသူများတွေဒီဇလန်းတို့ဒုတိယပါပီမဆိုပြီးတော့ပြောကြတယ်ပေါ့နော်ဒါပြည်သူတွေ့တိုးဆန်းလာတဲ့သဘောပေါ့လေဒီစစ်ကောင်စီကချင်းချောက်လို့မဟုတ်ပဲနဲ့သူတို့ကိုယ်တိုင်ကလိုလိုလားလားနဲ့အတက်တရောနဲ့ဝါဒဖြန့်မှုများတဖြည်းဖြည်းနဲ့စိတ်ပါပြီးတော့ဖြစ်လာတာလားပေါ့နော်အဲအဲ့လိုမျိုးပါသွားပြီးတော့တွေးမိတယ်ပေါ့ ကိုတောင်းရောဘယ်လိုတွေးမိလဲโอเคဟိုကျွန်ကျွန်တော်ကျွန်တော်အမြင်ရပါတော့ကျွန်တော်အမြင်ရတော့ဒါဒါသူတို့အစပြုလိုက်တဲ့ပထမခြေလှမ်းလို့မြင်ပါတယ်ဆိုတော့နောက်တယ်လဲခြေလှမ်းနေများကြီးလာအောင်ပါပဲဆိုတော့ကျွန်တော်တို့လေးစားကြတဲ့သူတွေလည်းဘာကောင်းပါလာနိုင်တယ်နောက်ပိုင်းနေပါလေဆိုတော့ဘာလို့လဲဆိုတော့သူတို့ဟာတနတ်ရှိတယ်သူတို့တွေကလူတယောက်ကိုတတ်ချင်တဲ့တက်လို့ရတယ်လို့ချုပ်ချင်တဲ့ချုပ်နှောင်ထားပြီးတော့ ဘဘဖြတ်ချင်တယ်ဖြတ်လို့ရတဲ့သူတွေဆိုတာကျွန်တော်တို့တစ်သက်လုံးဖြတ်တန်းခဲ့ပြီးတော့ကျွန်တော်တို့တစ်သက်လုံးတီးခဲ့တဲ့အရာတွေပဲဟုတ်ဆိုတော့တို့ကပြည်တွင်းထဲမှာရှိတဲ့အဲကျွန်တော်တို့အာကျွန်တော်တို့တည်ထားတဲ့တခြားသူတွေကိုလည်းဆက်ပြီးတော့လှုပ်လာနိုင်ပါတယ်ဒါကျွန်တော်အမြင်ပါเนาะဆိုတော့အဲ့ဒါတွေကိုလည်းပြည်သူတွေကလည်းသိမှာပါကျွန်တော်လည်းပြည်သူတွေကလည်းသိသလိုကျန်တဲ့ပြည်သူတွေလည်းသိမှာပါပဲဆိုတော့ကျွန်တော်တို့သိကြည့်ရမှာကဟုတ်တယ်ဒီအုံနောက်မဲ့တဲ့ ဒီအတွေးခေါ်မဲ့ပြီးတော့အခုလိုမျိုးပြက်ပြက်သားသားရက်တည်တဲ့သူတွေကိုမြင်ရတယ်လို့မျိုးပဲကျွန်တော်တို့ကသူတို့ဘာဘာကို inform လုပ်နေရလဲဆိုတော့လေတစ်ချက်တော့ကျွန်တော်တို့အာကြော်ပြီးကြည့်ဖို့လုပ်မယ်ကျွန်တော်တို့ကဒီဒီသူပညာသမားတွေကိုဘိုင်းကောလုပ်မယ်ဆိုတဲ့ဟာတစ်ခုလောက်ကိုပဲကျွန်တော်တို့က focus လုပ်တာမဟုတ်ပဲနဲ့လေဒီလူတွေဘာကို inform လုပ်နေရလဲဒီလူတွေပြည်သူကိုဘာကို inform ပေးနေရလဲဆိုတော့ကျွန်တော်တို့အာပြည်သူတယောက်နေနဲ့ အကြည့်ဖြစ်တယ်။ကြည့်ဖြစ်တဲ့အချိန်မှာလည်းဒီဇက်ကားမှာဆိုရင်လည်းသူတို့ inform လုပ်တဲ့အရာတွေကချိန်ချောက်တာတွေရမ်းပါတယ်။ချိန်ချောက်တယ်။နံပါတ်1ချိန်ချောက်တယ်။နံပါတ်2ကသူတို့လုံမဲ့ယူကောက်ပွဲမှာဘုံထောင်မယ်။ဆိုတော့သူတို့တောက်လျှောက်ပြောပြောတယ်အဲ့ကားမှာပေါ့နော်။အာကျွန်တော်ဘက်ဒီဒေါ်လိုင်းဘက်ကသူတွေကသူတို့လုံမဲ့ယူကောက်ပွဲနေရာတွေမှာဘုံထောင်မယ်။ public area တွေမှာဘုံထောင်ပဲအခုလိုရေကောက်ပဲကာလာမှာဘုံထောင်ပြီးတော့အဲ င်းတို့ပြည်သူတွေကိုတတ်မှာဆိုတဲ့ဟာကိုတစ်ချိန်လုံးပြောနေတယ်။ဆိုတော့အဲ့ဒါကိုလည်းကျွန်တော်တို့ကသတိထားဖို့လိုမယ်လို့မြင်ပါတယ်။နောက်တစ်ခုကကြတော့ဒီပြည်သူကိုအင်မတန်အင်မတန်ညာရင်နှိမ်ပါပြီးတော့မင်းတို့ကတော်တော်သုံးကြတဲ့ကောင်းနေဆိုတော့ပုံစံမျိုးနဲ့ပုံဖော်ထားတာကိုလည်းဒီစကားမှာမြင်ရတယ်။ဆိုတော့ကျွန်တော်အဲ့ဒါလေးတို့တော့အာ behind ပေါ့နော်သူတို့လှုပ်ချင်သူတို့အုံနောက်ထဲကိုဆွဲထည့်ထားတဲ့ဆွဲထည့်ခြင်းတဲ့ဟာတွေကိုတော့ကျွန်တော်တို့ ဒီထဲမှာမြင်ရတယ်။သူတို့အချိန်ချင်းပြောနေတာတော့သိရမလား။မင်းတို့သိတယ်နော်။အဲနေတူကပြောလိုက်မင်းတို့သိတယ်နော်။ဟိုအောင်ကန်ပြောလိုက်မင်းတို့သဘောပေါက်တယ်နော်။ချင်းချောက်တာပေါ့နော်။မင်းတို့ဘာဖြစ်သွားမလဲဆိုတော့သိတယ်နော်။ကွန်မန့်သွားမြည်ရင်တော့ရှောင်မလုံးနဲ့နော်။ဆိုတော့အဲ့ချင်းချောက်တဲ့ຢာရီလည်းကျွန်တော်တို့အချိန်ချင်းသူတို့အဲ့ထဲမှာပြောတာတွေကိုဒါရီကဒါရီကဟိုအားရလျှောက်ပြောတဲ့ဟာတွေတော့မဟုတ်ဘူးလို့မြင်ရပါတယ်။ဆိုတော့ okay ဟိုဒီဒီလူတွေကသူတို့ကိုယ်တိုင် ီလိုຢာတွေလိုရမယ်ဆိုတာတည်တည်နေဒီလုပ်တွေလုပ်ပြီးတော့ဒီလိုရှင်သန်တဲ့အတွက်ဒီ entertainer တွေကိုကျွန်တော်တို့ကဘွိုင်းကော့ရမယ်ဒါကရိုးရှင်းတဲ့အပြုံပုံဆိုပေမဲ့နောက်ထပ်အာနာရှင်ကတော့ပြည်သူဘာတွေအပေါင်းမလုပ်နေလဲဆိုတာကိုလည်းကျွန်တော်တို့တေချာသိထားတဲ့နယ်လို့မြင်တယ်ဘာဖြစ်လို့ဆိုတော့အဲ့ဓာတွေကသူတို့ဘက်ကစိုက်သွားဆိုရင်တော့ကျွန်တော်တို့ပြည်သူတွေအနေနဲ့ဆိုရင်သတိထားမယ့်အချက်တွေဖြစ်တယ်ဆိုတော့ကျွန်တော်အဲ့လိုမျိုးမြင်တယ်ဆိုတော့ ဟိုတို့ဘာတွေဆက်လုပ်လာမလဲတို့လုပ်လာတဲ့ပုံမှာကျွန်တော်တို့ပြည်သူတွေအနေနဲ့ဆိုရင်တတိလဲထားရင်ပြီးတော့ပပနဲ့နဲ့နဲ့ဒီလူတွေပုံမှာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကပြည်ပမှာရှိတဲ့အတွက်လွတ်လွတ်လပ်လပ်ဒီဒီဒီအရာတွေကိုပြောနိုင်တယ်ဆိုပေမဲ့ပြည်တွင်းထဲမှာရှိတဲ့ပြည်သူတွေဒီအာဏာရှင်ကိုမကြိုက်ပေမဲ့ခေါင်းငုံနေရတဲ့ပြည်သူတွေလက်သီးဆုပ်ထားပြီးပြီးတော့ခေါင်းငုံနေရတဲ့ပြည်သူတွေအများကြီးရှိတယ်သူတို့တွေအတွက်ဆိုရင်ကျွန်တော်တို့တွေကဟို တို့တွေဘယ်လိုမျိုးຢာတွေကိုတတိချက်ပြီးတော့နေထိုင်ပြုမှုဇောင်းရဲတင်လဲဆိုတဲ့ຢာကိုကျွန်တော်တို့ဝိုင်းပြီးတော့ပြည်သူတယောက်နေနဲ့အတူတူဒါတွေကို share လုပ်ကြရင်းနဲ့ပဲကျွန်တော်တို့အကျွန်တော်တို့အမှုပညာအလုံးလုံးရင်းနဲ့အလုံးလုံးနေတဲ့သူကျွန်တော်တို့ကလူရောက်တထောင်ကိုပြောနိုင်တယ်ရောက်တထောင်ကိုကျွန်တော်တို့ပြောပြဖို့လိုတဲ့တာဝန်ရှိမယ်လို့ကိုကိုတာဝန်ပေးထားပါတယ်ဆိုတော့ဒီကာလမှာကျွန်တော်ကျွန်တော်ဒီရွေးကောက်ပွဲကာလမှာဆိုရင်အခုလိုမျိုးအခြေအနေတွေမြင်တိုင်းကျွန်တော်ကျွန်တော်ကိုကျွန်တော်တာဝန်ပေးမိတာတော့ ငါရောက်ထောင်ပြောနိုင်အရောက်ထောင်ငါတတိပေးနိုင်အောင်ကြိုးစားမယ်ဒီအာနာသိန်းကာလာမတိုင်ခင်အားဆိုရင်လဲခုနကအကူညီတူတာပြောသလိုပဲတရုတ်ဆောင်တိုင်းနှီးပါတည့်ရနေပဲဖြစ်ဖြစ်အခုလောက်အတိညာဒီအတိအမြင်ပေါ့နော်မပွင့်လင်းကြလို့ပဲဖြစ်ဖြစ်စစ်တပ်ရဲ့အတုံးချခံနေတဲ့ဝါဒဖြန့်စစ်ကားတွေမှာပါဝင်ပြီးတော့တရုတ်ဆောင်မှုကြတယ်အခုထီလဲတချို့ဆိုလို့ရှင်အဲကျမတို့ကတော့အဖြူရောင်အမှုပညာရှင်လေးပါပေါ့နော်ဒါမျိုးနမိခံပြီးတော့အတုံးတော်ခံတဲ့သူတွေလည်းရှိတယ်အဲကိုတောင်းကြတော့ အရင်အဆင်လဲဒီမှတ်မိတလို့ဆိုရင်အဲ့လိုဝါဒဖြန်ကားတွေမှာပါဝင်သေးုပ်ဆောင်တာမတွေ့ဘူးပေါ့နော်။ဘာကြောင့်လဲအဲအဲ့ဒီအကြောင်းလဲပြောပြပါအောင်။ဟုတ်ကဲ့ဟိုကျွန်တော်တို့လာကမ်းလန်းကြပါတယ်။ဒါပေမဲ့ကျွန်တော်ကကျွန်တော်သေုပ်ဆောင်အစားလုပ်ကြတယ်ကျွန်တော်မှာရည်ရည်ချက်ကအင်မတန်ပြတ်သားတယ်။ဟိုအဲ့အဲ့သေုပ်ဆောင်အစားမလုပ်ခင်မှာကတည်းကကျွန်တော်ကျွန်တော်မှာနိုင်ငံရေးတည်တရားရှိတယ်။ကျွန်တော်2000ခွန်မှာကကျွန်တော်က10တန်းပေါ့နော်။ဆိုတော့2000ကိုရေးခင်းမှာတော့ကျွန်တော်10တန်း အရွယ်ဖြစ်တဲ့အတွက်ကျွန်တော်ကိုယ်တိုင်မျက်မြင်ကိုတွေ့တွေ့ခဲ့အချိန်မှာကျွန်တော်က2000မှာကတဲ့ကဒီဒီလိုခံစားချက်တွေနဲ့အာပြောင်းလဲသွားခဲ့တာပေါ့နော်ကျွန်တော်ရဲ့နိုင်ငံရဲ့အတည်ငြိမ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကငယ်တော့စစ်တပ်တမကြီးဝင်ခဲ့တဲ့သူကျွန်တော်အဲ့လောက်ထိဟိုခုနကကိုညီသူရပြောသလိုပဲကလေးဘွားတော်ကဟိုကျွန်တော်တွေကအင်မတန်ပုံသင်းခံခဲ့ရတဲ့သူတွေထဲမှာပါတာပေါ့နော်ဒါပေမဲ့ကျွန်တော်ရဲ့အတည်ငြိမ်အတွေးကောပြောင်းလဲက2000မှာအ အတိအကျပြောင်းလဲသွားတယ်ကျွန်တော်စာအုပ်တွေဖတ်ခဲ့ပေမဲ့လည်းကျွန်တော်ဖတ်ခဲ့တဲ့စာအုပ်တွေဆိုတာကျွန်တော်တို့ဖတ်ခဲ့တဲ့စာအုပ်တွေဆိုတာတို့ကိုယ်တိုင်တာစီပိတ်ပင်ပြီးမှဖတ်ခဲ့ရတဲ့စာအုပ်တွေပဲကျွန်တော်တို့တွေနဲ့ကြည်ကျွန်တော်တို့ကြီးပင်းခဲ့ရတာပေါ့နော်ကျွန်တော်တို့မှာဒီ68လောင်းကပြည်သူတွေဘာတွေဘယ်လိုဖြစ်သွားလဲဆိုတာကျွန်တော်တို့ကတီးခွင့်ရတဲ့တီးခွင့်ပြီးကြီးတီးခွင့်ရပြီးကြီးပင်းခဲ့တဲ့လူငယ်တွေမဟုတ်ဘူးဆိုတော့ကျွန်တော်တို့ကဟိုဟိုမေစုဘယ်လိုမျိုးနဲ့ဘယ်လိုမျိုးဖြတ်တန်းပြီးတော့ဘယ်လိုမျိုးရဲ့ဒီဇိုင်းတွေနဲ့အဲ နေထိုင်လဲဆိုတာတော့ကျွန်တော်တို့ကတီးခွင့်ရပြီးကြီးပင်းခဲ့တဲ့သူတွေမဟုတ်ဘူးကျွန်တော်တို့ကဝါရိုင်းနေပြီးကြီးပင်းခဲ့ရတဲ့သူတွေအဲအားကြောင့်လဲကျွန်တော်တို့ကအခုတည်းကဒီအာနာရှင်လက်အောက်မှာကြီးပင်းမဲ့ကလေးငယ်တွေအတွက်ကြီးရွယ်ပြီးတော့ကျွန်တော်တို့ကစူးစမ်းနေကြတာကျွန်တော်တို့လွန်မြောက်ဖို့ကျွန်တော်တို့ပြန်ပြီးတော့ကောင်းစားဖို့အတွက်ကြီးရွယ်တာမျိုးမဟုတ်ဘူးဘာလို့လဲကျွန်တော်တို့ကျွန်တော်တို့အခုလိုဒေါ်လာနေတယ်ဆိုတာကျွန်တော်တို့ကခေတ်ကောင်းကိုအာပြန်ပြီးဖို့စူးစမ်းနေမှာပေါ့ကျွန်တော်တို့အမိကျမတော်အမိမှာကျွန်တော်တို့တွေကပြန်လေတိဆောက်တဲ့အခြေအနေတွေကျွန်တော်တို့တွေကတိဆောက်ပြီးရင် ပြန်ပြီးတော့ကုစားမဲ့အခြေအနေနဲ့ကျွန်တော်ကကြီးပြင်းသွားကြရမှာဆိုတော့အခုလိုအခုလိုအခြေအနေကာလကြီးမှာဒီလိုမျိုးအပြောင်းပြောင်းတင်းတင်းသူတို့ဘက်ကအဒီလိုရုပ်လုံးပေါ်လာတာကျွန်တော်ကျွန်တော်တို့တော့ကျွန်တော်တို့အတွက်အခွင့်အရေးကောင်းတစ်ခုကျွန်တော်တို့အတွက်အခြေအနေကောင်းတစ်ခုလို့ကျွန်တော်မြင်တယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့တွေကကျွန်တော်တို့အခုလိုဘာနဲ့ကြာလာတဲ့အချိန်မှာပြည်သူတွေကဝေဝါးမှုတွေအများကြီးရှိလာတယ်။ပြီးတော့ကျွန်တော်တို့ဘက်ကဒီဒေါ်လာရေးဘက်မှာလည်း ဟိုဝေဝါနေတဲ့အရာတွေအဲဘယ်သွားလို့သွားမှမသိဘဲဘယ်ဥတီလို့ဥတီမှမသိဘဲနဲ့ဝေဝါနေတဲ့အဲအရာတွေအများကြီးပဲဖြစ်လာတာပေါ့နော်ဆိုတော့အဲ့လိုမျိုးအရာတွေကိုပြောင်ပြောင်တင်းတင်းနဲ့ရှင်းရှင်းလင်းလင်းဖြစ်သွားတဲ့အခြေအနေတခုဟိုဖြစ်ရတယ်လို့ပဲကျွန်တော်မြင်တယ်ကျွန်တော်တို့ဒီဒီလူကြွေးကောက်ပွဲကိုလည်းရွေးကောက်ပွဲကာလမှာလည်းဒီလိုရွေးကောက်ပွဲကာလကြီးကိုငါတို့ဘယ်လိုမျိုးဟိုပြည်သူတွေကိုတရားမတရားဘူးတရားကမှန်ကန်တဲ့ရွေးကောက်ပွဲမဟုတ်ဘူးဆိုတော့ ပြည်သူတွေဘယ်လိုပြောအောင်မသိပဲနဲ့ဒီကြားထဲမှာအစင်စားပြီးတူဝင်နေရတဲ့အခိုက်အတန့်တွေနဲ့ကျွန်တော်လည်းဖြတ်တန်းခဲ့ရတယ်။ဆိုတော့ငါတို့ပြောရင်ရောပြည်သူတွေကတကယ်မြင်နေမှာလားကျွန်တော်တို့တော့မှဒီဝါရထဲမှာစီမျောနေရတဲ့တွေးခေါ်ရတဲ့ဒီကြားထဲမှာဖြတ်တန်းခဲ့ရတာအယူအဆဆုံးဝင်ခံတာပေါ့နော်။ဆိုတော့ဒီတော့ဒါကနိုင်ငံရေးအခြေအနေမှာကျွန်တော်တို့ကျိုးကျိုးဝိုင်းပေါ်မှာရှိတဲ့လက်ဝဲသမားတွေရောက်လို့ပဲပေါ့။ဒါဒါတယောက်တော့လက်ပန်းကြလာတဲ့အချိန်ဆိုတော့ငါရှုံးတော့မှလားဆိုရင်တွေးမျိုးနှစ်ဖက်လုံးမှရှိတယ်။ဆိုတော့ ဲ့လိုအချိန်မှာအခုလိုမျိုးအဲတစ်ဖက်ကပြုမှုဆောင်ရလိုက်တာကကျွန်တော်တို့အတွက်ဒါမတရားမှုနဲ့တရားမှုကိုထပ်ပြီးထင်တာမြင်တာရှိအောင်ထပ်လုပ်လို့ရတာရပါတော့။ကိုကြီးသူကပြောသလိုလူငယ်တွေကလည်းရမ်းရေးကြည့်တယ်။လူငယ်တွေရဲ့ပါဝင်မှုလူငယ်တွေရဲ့ဒီပေါ်မှာအလေးနက်ထားမှုကကျွန်တော်တို့ဟိုအာနာရှင်ကိုအဆုံးခန်းတိုင်အောင်ဖြက်စီးနိုင်မှုတွေအဓိကအရေးကြီးတဲ့ခွန်အားတစ်ခုပဲ။ဆိုတော့လူငယ်တွေကတေချာမြင်ပြီးတော့ဟိုလူငယ်တွေကပဲဒီလိုဒီအာနာရှင်ကအခုတက်တည်လဲ မရိုင်းစော်ကားပြီးတော့လူတွေတက်ဖြတ်နေတယ်ဆိုတာအာနာရှင်ကတက်တက်လုံနေတာပဲဆိုတော့တေချာမြင်စေခြင်းနဲ့တေချာသိစေခြင်းနဲ့ဒါဝါရမိုင်းတစ်ခုကိုတေချာပလန်ကြကြလူတွေတက်ဖြတ်ပြီးတော့ဖန်တီးနေတယ်ဆိုတာကိုသိစေခြင်းနဲ့ဆိုတော့အဲ့ဒါအဲ့ဒါကိုခုလိုမျိုးအချိန်မှာသူတို့ဒီလိုရုပ်ရှင်လေးတစ်ခုနဲ့ဖန်တီးလိုက်တာကလူတွေကိုအများကြီးအများကြီးအိမ်မက်ကနေနှုတ်ထနိုင်စေတယ်လို့မြင်တယ်အဲ့ဒါကျွန်တော်ကခုနက ဒီစကားဝိုင်းအစားမှာကောင်းပါရဲ့လို့ပြောတဲ့ရည်ရွယ်ချက်ကအဲ့ဒါပဲဘာဖြစ်လို့လဲဆိုတော့လူတွေလူတွေကအိပ်ကျော်ပြီးတော့အိပ်ကျော်ပြီးတော့ဟိုပင်ပန်းတော့ငိုက်ငိုက်နေကြတာပေါ့နော်ငိုက်နေတဲ့အချိန်မှာဒါနိုးထလိုက်စီတဲ့အိမ်မက်ကနေနိုးထနိုင်စီတဲ့အကြောင်းအရာတစ်ခုပဲမတရားမှုတွေကိုနိုးထလိုက်နိုင်စီမဲ့အကြောင်းအရာတစ်ခုလို့မြင်တယ်ဆိုတော့ကျွန်တော်ပြည်သူတွေကိုယုံတယ်ကျွန်တော်ကိုယ်လည်းပြည်သူတယောက်အနေနဲ့ပြန်ပြီးတော့ motivation ဖြစ်စေဖြစ်သွားတယ်ဆိုတော့အဲ့ဒီတော့ကျေးဇူးများကြီးတင်တယ်ခုလိုဇလန်းနေမြမရိုက်ပေးပါလို့ဟုတ်နှုပညာသမားတွေ ခုလိုမျိုးတိုင်းပြည်ဟာစစ်ဖက်နှက်အောင်ငရဲကြနေတဲ့ချိန်မှာလူဒုမျက်နာမကြည့်ပဲနဲ့စစ်တပ်အတွက်ဝါဒဖြန့်ပေးတာမျိုးတွေအထိပါ လုံနေတဲ့အမှုပညာရှင်လိုမျိုးဟာတွေကိုပြည်သက်တရားဘလို့တုံ့ပြန်တင်တယ်လို့ကိုတောင်းနေနဲ့ထင်တယ်အဓိကတော့ခုနကခွန်ကြီးသူရပြောလေးလူရှူတာပဲဘာလို့လဲဆိုတော့တို့ကအဲ့ဒါကြောက်လို့တို့ရဲ့အောင်မြင်မှုတွေတို့ရဲ့ပိုင်ဆိုင်မှုတွေတို့ခုလက်ရှိရှိနေတဲ့အရာတွေကိုပျက်စီးသွားမှကြောက်လို့တို့က ဟိုကျွန်တော်တို့လမ်းကိုမရွေးတာလीเนาะဆိုတော့အဲ့ဒါအရင်အထင်သားပါပဲဆိုတော့ဟိုပြည်သူရဲ့လစ်လူရှုမှုကိုတို့အရင်ကြောက်လို့လဲလမ်းပေါ်ထွက်ပြီးလက်သုံးချောင်းနေထောင်ခဲ့ကြဘူးတယ်ဆိုတော့အရှက်မရှိဘဲနဲ့လဲအာဘာခိုင်မြဲချက်မှမရှိဘဲနဲ့လဲဒီမိုကရေစီစကားတွေပြောခဲ့ကြဘူးတယ်ဆိုတော့အဲ့ဒီဗီဒီယိုကလစ်တွေကလည်းကျွန်တော်တို့ပြန်ပြန်ကြည့်တိုင်းဟာတာကြီးတစ်ခုလိုဖြစ်နေခဲ့ရတယ်ဗောနော်ဆိုတော့တို့တော့အဲ့လိုဟာကြီးပြန်ကြည့်တိုင်းဘလို့ခံစားချက်ရှိလဲတော့အရင်သိကျင်တယ်ကျွန်တော်တို့ကတော့ ဟိုတခုပဲအာကျွန်တော်မေစုအဲစကားကိုကျွန်တော်ဒီကြားထဲမှာလည်းတင်ထားဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကမာနာတော့ရှိဖို့လိုမယ်ဆိုတော့ကျွန်တော်တို့ပြည်သူတွေကအဲ့မာနာတရားကိုစုပ်ကင်ထားဖို့လိုတယ်ကျွန်တော်တို့ပြည်သူတွေကဘယ်လောက်လေးစွမ်းအားကြီးလဲဆိုတာကိုကိုယ့်ကိုယ်ကိုယုံကြည်စေချင်တယ်ဆိုတော့ဘာလို့လဲဆိုတော့ပြည်သူပြည်သူတယောက်ကကြောပြည်သူတွေကဒီလူမြတ်သမားကိုကြောခိုင်းသွားပြီဆိုအဲ့လူမြတ်သမားက ချို့နိုင်ငံတွေမှာဆိုရင်ကိုကိုတော့တက်တည်ကြတဲ့သူတွေရှိတယ်เนาะတချို့တွေဆိုရင်ဟိုယူကြောင်မူကြောင်ဖြစ်သွားတဲ့လူတွေရှိတယ်ဒါကသဘောတဘာဝပဲဆိုတော့အားလုံးကကျွန်တော်တို့လူမြညာလို့လုပ်တယ်ဆိုတာကျွန်တော်တို့ကကိုယ့်အောင်ဒကဝေဒကာရအိမ်ထဲမှာတက်တည်လေးဖန်တီးတဲ့လူပညာတွေရှိသလို public ကို sharing လုပ်တဲ့လူပညာတွေဆိုတာလည်းရှိတယ်ဆိုတော့ public ကို sharing လုပ်တဲ့လူပညာတွေဆိုတာကြတော့ကျွန်တော်တို့ကကိုယ့်ရဲ့ live တွေပြီးရင်ကိုယ့်ကိုယ့်ရဲ့လူပညာကိုလက်ခံခြင်းနဲ့ဈေးခြင်းနဲ့အာ ခံစားချက်တွေအများကြီးရှိတယ်။ public ကိုပြည်သူတို့လက်ခံစေခြင်းနဲ့ဒီအမှုပညာကိုလက်ခံပြီးတော့အဲ့လိုတချို့ရှိတချို့ဆိုပြောခြင်းတာမျိုးဖြစ်စေခြင်းနဲ့ဒါပေမဲ့အဲ့ဒီနောက်ဆက်တဲ့အလွန်မှာကျတော့ကျွန်တော်တို့ကျွန်တော်နိုင်ငံရဲ့ဟိုအရန်ပုတ်တိုးနေတဲ့အရာတခုရှိတယ်။အဲ့ဒါကကျွန်တော်တို့ရှိကြတဲ့ဒီ mainstream မှာပုတ်တိုးနေရပါတော့။အဲ့ဒါကအောင်မြင်သွားရင်အဲလူတွေနဲ့အလံဝေးသွားတဲ့ကိစ္စပဲ။အောင်မြင်သွားရင်တို့ကတာမန်လူတွေတစ်ဆင့်မြင်သွားပြီလို့တို့ကတို့ မြင်သွားကြတဲ့ကိစ္စပဲဆိုတော့သူတို့ကတဆင်းမြင်သွားဖြစ်တဲ့တယ်သူတို့ကအိမ်နဲ့အပြင်မထွက်ကျင်ကြတော့ဘူး public တွေတည်းလူတွေနဲ့မတွေ့ကျင်ကြတော့ဘူးအပြင်သူတို့ကပွဲတွေတက်မယ်ပွဲတွေတက်ရင်လည်းပတ်စံရရနေရအောင်နော်ပွဲတွေတက်ပတ်စံရတော့လည်းပွဲတွေတက်ကြပွဲတွေတက်ပြီးအဲ့မှာအဲပွဲခံကြပါဘောနော်ဆိုတော့အဲ့ဒါတွေကသူတို့ရဲ့အာတိတာတွေသူတို့ရဲ့ live တွေဖြစ်လာပြီးတော့ကိုတကယ်ဖန်တီးကျင်တဲ့လူပညာကကြတော့သူတို့ရဲ့တကယ် main major မဟုတ်တော့သူတို့ရဲ့အဓိက major ကကုနာ အောင်မြင်မှုတွေနဲ့လူတွေကြောင့်ပွဲခံပြီးတော့အဲအဲ့လိုမျိုးပြောနေတာ VIP ပေါ့နော် VIP ယောဂါပေါ့သူတို့ကသူတို့သူတို့ကအဲ့လိုပွဲခံပြီးတော့လူတွေကြောင့်အဲ့လိုရေလာဝါလာပွဲခံပြီးရင်ပတ်စံလွယ်လွယ်ရတယ်လေကျွန်တော်တို့နိုင်ငံမှာအမှုပညာတခုလုပ်တာအရင်ပတ်စံလွယ်လွယ်ရတယ်ဆိုတော့အချောင်ရရတယ်အောင်နော်ဆိုတော့အဲ့အချောင်ရရတဲ့ဟာသူတို့ကကော်တီပဲလေခုလည်းအိမ်နေသူတို့သူတို့ကိုယ်တိုင်လည်းလုံနေတာပါပဲအိမ်နေစောက်တာတွေသူတို့အိမ်နေစောက်တာတွေအော်ရိုက်ပြကြသူတို့အိမ်နေဘလောက်အာခန်းနာကြောင်းနေရိုက်ပြကြ ဟိုကြည့်တော့ကျွန်တော်ကဟိုကြီးမိတယ်ပြီးတော့အော်တော်တော်ညံတိန်တာပဲဗောနော်ဒီလောက်နိုင်ငံကြီးကဒုက္ခတွေရောက်ပြီးပြည်သူတွေအိုးမိတ်မဲတွေဖြစ်မိကြီးလောင်ပြီးတော့ဒုက္ခတွေရောက်နေတဲ့အချိန်မှာတို့ကတို့အိမ်တွေကိုကြွားပြီးတော့ဟာတို့ဘယ်လောက်ထိအောင်မြင်ကြောင်းတွေကိုကြွားရတယ်ဗောနော်ဆိုတော့အဲ့ဒါတွေကအရန်ရှက်စရာကောင်းမှတို့မသိနေဘူးပြဿနာအဲ့တော့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 ကိုအဲ့တော့ကိုရှက်စရာအကောင်းတဲ့လုပ်တွေကိုလုပ်နေတာဒါပေမဲ့အဲ့ဒါကိုအားပေးတဲ့သူတွေရှိနေလို့သူတို့အဲ့ဒါကိုလုပ်တာပါနော်ဆိုတော့ ျွန်တော်ပြည်သူတွေအဲ့ဒါကိုလည်လည်ရှုပြီးတော့ဒါတွေကရှက်စရာကောင်းနေဆိုတော့ပြည်သူတွေကမြင်တတ်တယ်ဆိုရင်တို့လည်းရှက်စရာကောင်းနေဆိုတော့တို့မြင်သွားလိမ့်မယ်အဲကြောင့်ကျွန်တော်တို့ဘာမှစီးယုံစရာမလိုဘဲနဲ့ကျွန်တော်တို့အော်တိုပြန်ပါလာမှာပဲသိကြရတယ်ပြည်သူတွေကကောင်းကောင်းမွန်မွန်တက်တက်မမတ်မြင်တတ်ပြီးတော့ဟိုလည်လည်ရှုတတ်ရယ်တို့တွေကပြည်သူနဲ့အတူတူအာပြန်ရောက်လာမှာပဲတို့တို့တို့လည်းပြည်သူဆိုတော့ပြန်ပြီးတတိယမှာပဲအခုကတို့တို့တို့ပြည်သူဆိုတော့တတိမရနေတဲ့ပြဿနာ VIP ဆိုတဲ့ပြည်တနာနေပဲအခုလိုကိစ္စတွေအခုလိုချိန်နေနေတို့လိုစက်ကြုံတွေ့နေရတာပေါ့နော်ဆိုတော့ဒါကအမြန်ပြောရတာလွယ်လွယ်လေးလို့မြင်ရပေမဲ့အမြန်ဟိုခက်ခဲပါတယ်ဆိုတော့ကျွန်တော်တို့ပြည်သူတွေကိုကျွန်တော်တို့အနေနဲ့ပြောရရင်တော့အပြည်သူတွေအနေနဲ့မာနရှိတဲ့ ਨੇ ကိုတောင်ရဲ့အခုလက်တော် show ပွဲရာဗီဒီယိုအတူလေးတစ်ခုမှာဆိုရင်တွေ့လိုက်တယ်ပေါ့နော်ပရိသတ်တွေထဲကအမျိုးသားတယောက်က ိုတော့အာဘွားဆိုပြီးတော့လမ်းပြောတဲ့ဒီချစ်စရာကောင်းတဲ့ခိုက်တန်လေးပေါ့နော်ပုံမှန်ဆိုလို့ရှိရင်တော့အဲဘဲဘဲချင်းဆိုခပ်ပပပဲလေနော်ဟိုအောက်ကနေအဲ့လိုမျိုးလှမ်းပြီးတော့မအော်ဘူးပေါ့နော်ဒါတော်ရုံတန်ရုံမြစ်တာနေတော့မရဘူးပေါ့လေဆိုတော့ဒီလိုမျိုးပြည်သူတွေကစစ်စစ်မှန်မှန်ချစ်ခင်ပြီးတော့ကိုယ်ဒီတန်ဖိုးထားတဲ့ဒီလိုခံစားချက်မျိုးကိုတောင်းဆိုလို့ရှိရင်အဲ့ဒီတုန်းကခံစားလိုက်ရမှာပဲပေါ့နော်ဒါကလေကိုတောင်းရဲ့ရွေးချယ်မှုရဲ့ရလက်ပဲဆိုတော့ ဆက်ပြီးတော့အဲ့ခါကျတော့ပြောချင်တာပေါ့နော်အရင်ကရောအခုထိပါစစ်တပ်ရဲ့အတုံးချတာမခံဘဲနဲ့အမှန်တရားနဲ့ပြည်သူတို့ရက်တည်ခဲ့တဲ့ကိုယ်ဆုံးဖြတ်ချက်နဲ့လုပ်ရပုံမှာဘလောက်ထိကျေနပ်မှုရှိလဲအဓိကတော့ကျွန်တော်ရင်းဆုံးပြောချင်တာကကျေနပ်တာပေါ့နော်ကျွန်တော်ရမ်းကျေနပ်တယ်ပြီးပြီးတော့ကျွန်တော်အခုရေးချယ်တဲ့လမ်းအတွက်ကျွန်တော်ကကျွန်တော်မှားတယ်လို့ပြောတော့မှထင်မှလည်းမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်က ပြည်သူတွေကပြည်သူလို့ပဲအတွေ့ရှိလို့ရေဦးဆုံးပါเนาะကျွန်တော်ကကျွန်တော်ပြည်သူတယောက်တက်ပို့ပြီးတော့ဒီနိုင်ငံရေးအတွေ့အခေါ်နဲ့ပတ်သက်ရင်ဖြစ်ဖြစ်ကျွန်တော်တို့နိုင်ငံရဲ့အခုနိုင်ငံအရေးနဲ့ပတ်သက်မှုဖြစ်ဖြစ်ကျွန်တော်ကကျွန်တော်ပြည်သူတယောက်နေနဲ့ပဲတွေ့ခေါ်တုံးသက်တယ်ဆိုတော့ကျွန်တော်ပြည်သူတယောက်နေနဲ့လွတ်လပ်ခြင်းနဲ့ခုနကကိုကျင်းသူတော်ပြောဆိုလွတ်လပ်ခြင်းနဲ့ပြီးတော့လွတ်လပ်ခြင်းရဲ့အစစ်မှန်ကိုလည်းကျွန်တော်တို့ခံစားခဲ့ရဘူးတယ်ပြီးတော့ခုလက်ရှိလည်းအဲ့လွတ်လပ်ခြင်းအစစ်မှန်ကို ခံစားခွင့်ရတဲ့အတွက်အဲ့ဒီအရာကိုဆုံးရှုံးရမှာကြောက်တယ်ဆိုတော့အစိတ်တွေကပဲကျွန်တော်တို့ကိုတော်လန်ခြင်းဆိုတဲ့အရာဖြစ်လာပြီးတော့အစိတ်တွေကပဲကျွန်တော်တို့အတွက်ဟိုခွန်အားတွေဆက်ဖြစ်နေတာပေါ့နော်ဆိုတော့ကျွန်တော်တို့ကျွန်တော်တို့ရဲ့အဲ့ဒီအာတီတာဒီလွတ်လပ်မှုတွေဆိုတော့ဟိုခက်တော့ခက်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့တွေကနှစ်ပေါင်းများစွာမလွတ်လပ်မှုတွေနဲ့ကိုယ့်ရဲ့ right တွေအားလုံးကိုချိုးနှင်ပြီးတော့ ဟိုចောင်းသားရင်လည်းចောင်းမှာចောင်းသားတရား right ဆိုတာမရှိဘဲနဲ့ဖြတ်တန်းခဲ့ជីပြင်းခဲ့တဲ့သူအဲအိမ်မှာဖြစ်ဖြစ်ဘယ်မှာပဲဖြစ်ဖြစ်ကျွန်တော်တို့ကကျွန်တော်တို့ရဲ့ right ကျွန်တော်တို့ရဲ့အတွေးခေါ်တွေကအားလုံးကပိတ်လောက်ခံထားပြီးတော့ជីပြင်းခဲ့ကြရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ2015နောက်ပိုင်းမှာကျွန်တော်တို့ဒီလူပညာလှုပ်လှုပ်တဲ့ချိန်မှာကျွန်တော်တို့ရဲ့အတွေးခေါ်တွေဟိုလွတ်လပ်မှုလေးတွေစတင်လာခဲ့တယ်ပေါ့နော်လွတ်လပ်မှုတွေစတင်လာခဲ့တယ်ပြီးကျွန်တော်တို့ရဲ့ဖြတ်လမ်းလျှောက်ရတဲ့ ဟိုကိုမျိုးကိုနိုင်ငံကိုမျိုးမှာလမ်းလျှောက်ရတာညပိုင်းလမ်းလျှောက်ရရင်တော့အသက်ရှူရတာဟိုအရင်တော့အသက်ရှူခဲ့ရတဲ့အချိန်တွေနဲ့မတူဘူးတယောက်တယောက်လူတွေတယောက်တယောက်မြင်ရတဲ့မျက်လုံးတွေကအရင်တော့မျက်လုံးတွေနဲ့မတူခဲ့တဲ့ခံစားချက်တွေကျွန်တော်တို့ပြန်တွေးစီခြင်းနဲ့ကျွန်တော်တို့ကိုယ်တိုင်လည်းအဲ့လိုမျိုးခံစားခဲ့ရတယ်အဲ့ဒီအရာတွေကကျွန်တော်တို့2021နောက်ပိုင်းမှာအရာလုံးပျက်စီးဆုံးရှုံးသွားတယ်ဆိုတော့တေချာသတိထားပြီးမြင်နေခြင်းနဲ့ အခုလက်ရှိနော်ပြည်တွင်းမှာပျော်နေကြတဲ့ပြည်သူတွေကိုကျွန်တော်မြင်ရတယ်သူတို့တကယ်လွတ်လပ်နေလားသူတို့တကယ်ပဲလွတ်လပ်မှုကိုရရှိနေရလားဆိုတော့ဟိုကျွန်တော်မေးခွန်းထုတ်ချင်တယ်ကျွန်တော်2015တော့ကလည်းပိုင်ဆိုင်ခဲ့တာမဟုတ်ဘူးနော်ကျွန်တော်တို့အစတည်းအစပြိုးကာလာပဲရှိသေးတယ်2020အထိကကျွန်တော်တို့ကအစပြိုးကာလာပဲကျွန်တော်တို့တီဆောက်ကာလာလीအဲ့ဒါနည်းနည်းလေးအဲ့ဒါတွေကတကယ်လွတ်လပ်မှုရဲ့နည်းနည်းလေးပဲရှိသေးတယ် အဲ့လိုနည်းနည်းလေးကျွန်တော်တို့ပိုင်ဆိုင်ခဲ့ရတာမှဒီအာနာရှင်ကိုကျွန်တော်တို့အခုတည်းကတော်လန်နေတာအဲ့ဒီနည်းနည်းလေးကိုတော့တန်ဖိုးထားပြီးတော့ကျွန်တော်တို့တွေကခုလိုတော်လန်ခဲ့ရတာခုနကကိုညီစုကပြောသလိုကျွန်တော်တို့တွေကတကယ်ညှော်လင့်ချက်ကတကယ်စစ်မှန်တဲ့လွတ်လပ်မှုကျွန်တော်တို့တွေကလွတ်လပ်မှုဆိုတာဗျာပြေမဟိုလမ်းပေါ်မှာထွက်ပြီးကိုရုံးဆိုပြီးလမ်းလျှောက်လျှောက်ပြေးတာကိုပြောတာမဟုတ်ဘူးကျွန်တော်တို့ live တွေကိုကျွန်တော်တို့ထင်းချောင်းပိုင်ခွင့်ရှိတယ်ကျွန်တော်တို့ live တွေကိုကျွန်တော်တို့ဖန်တီးပိုင်ခွင့်ရှိတယ်ကျွန်တော်တို့ရဲ့ အိမ်မက်တွေကျွန်တော်တို့ရဲ့စိတ်ကူးတွေကိုကျွန်တော်တို့ဖန်တီးတိဆောက်ပြီးတော့လွတ်လွတ်လပ်လပ်သွားဖို့အတွက်ကိုဟိုဖြောင်းပြူးနေတာဗျာသိလားဖြောင်းပြူးနေငါတို့ဘာမှပိတ်လောင်တာမရှိဘူးဥပမာကိုတစ်ခုလှုပ်လိုက်လို့အဲ့လှုပ်လိုက်တဲ့ຢာကငါ့ကိုဟိုတယောက်ကလာဖမ်းပါလားဆိုတဲ့အတွေးတွေမရှိဘဲနဲ့နေထိုင်နေရတာလေးကိုကပြီးကိုမိသားစုအိမ်အိမ်ပြန်လာဖို့တေးချာနေတာလေးကိုကလွတ်လပ်မှုသူကအိမ်ကိုပြန်ရောက်မှာဆိုတော့တေးချာနေတာလေးတမျိုးကိုသွားမယ်ဆိုလဲအဲ့မျိုးမှာလမ်းတစ်ခုလုံးမှာ ကောင်းမွန်တဲ့ပြောရှင်သွားရမယ်ဆိုတော့တေးချနေရယ်ဆိုတဲ့စိတ်အဲ့ဒီဟာလေးကလွတ်လပ်မှုအခုခင်ဗျားတို့ကအဲ့ဒီစိတ်ရှိလားအဲ့ဒါလေးကိုပြန်တွေးကြည့်ရင်တော့ကျွန်တော်တို့ကဘာကြောင့်တော်လန့်နေလဲဆိုတော့ဟိုကောင်းကောင်းမြင်နိုင်မြင်သာနိုင်တယ်ဆိုတော့ကျွန်တော်တို့ရှေ့ဆက်ပြီးတော့ပြည်သူတွေကကြံ့ကြံ့ခံဖို့လိုမယ် sustainable ဖြစ်ပြီးတော့ကျွန်တော်တို့ရအရင်ဆုံးကြံ့ကြံ့ခံရမယ်ပြီးရင်အဲကျွန်တော်တို့မတရားလုပ်နေတဲ့သူတွေကိုလစ်လူရှုနိုင်ရမယ် မတရားလုပ်နေတဲ့သူဆိုအာနာရှင်မဟုတ်ဘူးအခုလူပညာသမားတွေပဲဖြစ်ဖြစ်ဘသူတွေဖြစ်ဖြစ်မတရားလုပ်နေမတရားလုပ်နေတဲ့သူကိုလစ်လူရှုခြင်းဘာမှမတက်နိုင်သေးတော့လစ်လူရှုခြင်းအားဖြင့်ကျွန်တော်တို့ဘိုင်းကောလုပ်ကြမယ်အဲ့ဒါဆိုရင်ကျွန်တော်တို့လူ့ဖွဲ့စည်းရဲ့ဒီမတရားမှုလက်မခံဘူးဆိုတဲ့အရာကနိုင်ငံတကာအထိရောက်ပြီးတော့ကျွန်တော်တို့တွေကဘယ်လောက်ထိလွတ်လပ်ခြင်းကိုမြတ်လို့တယ်ကျွန်တော်ပြည်သူတွေကဘယ်လောက်ထိလွတ်လပ်ခြင်းနဲ့ထိုက်တန်တယ်သူတွေဆိုတော့ကျွန်တော်တို့တသက်သေပြခွင့်ရမယ်အခုတော့ကျွန်တော်တို့ ဲ့လိုတက်တည်ပြခွင့်ရပြီးကြမ်းကြမ်းခံခဲ့ကြလို့အခုတို့ရွေးကောက်ပွဲကနိုင်ငံတကာရဲ့အသိမဲ့မပြုမှုတွေနဲ့အခုလိုဖျက်ဆီးနေရတာကျွန်တော်ပြည်သူတွေရဲ့ခွန်အားကျွန်တော်တို့တွေကအဲ့လိုလွတ်လပ်ခြင်းနဲ့တိုက်တန်တဲ့ပြည်သူတွေဆိုတာကိုအကုန်လုံးကမငင်းဆန်နိုင်တဲ့အတွက်ဒီစစ်တပ်ကလည်းအဲ့ဒါကိုကြောက်လို့ပဲအခုလိုမျိုးတွေဟိုရောက်ရတဲ့ခတ်ပြီးတော့တို့အမားတွေလုံနေကြရတဲ့အားလုံးကကျွန်တော်အခုလိုပြည်သူတွေရဲ့ဒီလွတ်လပ်မှုတန်ဖိုးထားတဲ့စိတ်ရယ်ဒီဒီဒီ ာနာရှင်ကိုမတရားမှုကိုလက်မခံနိုင်တဲ့စိတ်ရယ်ပြီးရင်အသက်ဆုံးသွားကြတဲ့ပြည်သူတွေကိုယ်ရင်နဲ့ပျက်စီးသွားပြီးတော့မှဘဝတွေပြတ်သွားကြတဲ့ပြည်သူတွေအများကြီးပုံမှာအားနာတဲ့စိတ်ကလေးရယ်စာနာတဲ့စိတ်ကလေးရယ်ねကျွန်တော်တို့ကိုယ်တည်းကြီးကြံ့ခံနေကြတာဆိုတော့အဲ့ဒီစိတ်ကလေးနဲ့ဆက်ပြီးတော့ကြံ့ခံနေတဲ့ဆက်သွားကြမယ်ဆိုရင်ကျွန်တော်တို့ပန်းနိုင်တာတိတ်မွေးတော့အားသေးကြတယ်တိတ်မွေးတော့နိုင်ငံတကာကလည်းကျွန်တော်တို့ကျွန်တော်တို့နိုင်ငံကိုမျက်စိပြန်ရောက်လာပြီအဲရုပ်ောက်ပွဲကိုလည်းကျွန်တော်တို့နိုင်ငံတကာကဟိုအာနာရှင်ကိုဘယ်လောက်ထိ သူတုံ့ပြန်ထားလဲဘယ်လောက်ထိဟိုဖြစ်လဲဆိုတော့ဟိုကျွန်တော်တို့မြင်ခွင့်ရတယ်ပြည်သူတွေသိခွင့်ရလိုက်တယ်အဲ့အတွက်ကျွန်တော်တို့ဆက်ပြီးတော့ကြီးတက်ကြမယ်ဆက်ပြီးတော့ fight ကြမယ်ဆိုတော့အဲ့စိတ်ကလေးတွေကျွန်တော်ထားပြီးတော့ကြံ့ကြံ့ခံကြရအောင်ဟုတ်